မိခင်ကြီးကိုလှုပ်ကျင်းနေတဲ့ကြောင်းရင်တစ်ခုကြောင့်ကွယ်လွန်သွားခဲ့တဲ့တင်းယုံဆောင်ထုတ်အမေတစ်ခုတားတစ်ခုဘွားမှာမိခင်ကြီးကိုလှုပ်ကျင်းနေတဲ့ကြောင်းရင်တစ်ခုကြောင့်ကွယ်လွန်သွားခဲ့တာကတင်းယုံဆောင်ထုတ်ပါတယုတ်ဆောင်သူဆိုတာကတော့ MRT4 ရုပ်တံဇလန်းတွေမှာဇပိုဇင်ရန်ဖြစ်နေပါဝင်တယုတ်ဆောင်နေတဲ့ဇပိုတယုတ်ဆောင်ဖြစ်ပါတယ်တယုတ်ဆောင်သူဟာအဖြစ်အောင်တကရင်မဲချိုစားတဲ့ရုပ်တံဇလန်းတွေမှာပါဝင်တယုတ်ဆောင်ရင်းနဲ့ပြည်သက်တွေအတိမတ်ပြအားပေးခြင်းကိုခံရတဲ့ဇပိုတယုတ်ဆောင်ဖြစ်ပါတယ် ဒါ့အပြင်တရားဆောင်ထုတ်အားယခုနှစ်မှာအတောင်20ဝန်းယောက်ကြားကောင်ရုပ်ရှင်ဇာတ်ကားမှာဟိုးသားစရုပ်ကိုပြည်ပဆောင်တရားဆောင်နိုင်ခဲ့တာကြောင့်မြို့သားစပုတ်အကယ်ဒမီဆိုရဖို့ကြီးပန်းဆောင်ခဲ့ပါသေးတယ်။ဒီလိုမျိုးလူပညာရေးအတွက်ပြည့်ဝနေတာကလည်းတရားဆောင်ထုတ်ဟာငယ်စဉ်ကကလေးတရားဆောင်ဖြစ်တဲ့ရုပ်ရှင်ရဲ့ဗီဒီယိုဇာတ်ကားတော်တော်များများမှာပါဝင်တရားဆောင်နိုင်ခဲ့တာကြောင့်ပါထို့ဟာလူကြီးတရားဆောင်ဘွားမှာလည်းအကောင်းဆုံးစူးစမ်းရင်းနဲ့မိမိမျိုးလောက်ကျွေးနေရပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတရားဆောင်ထုတ်က အားလိုက်ချိန်ဒီမှာကားပေါင်းကမိခင်ကြီးကိုလှုပ်ကျင်းနေနေရင်မတော်ဆမှုကြောင့်ဆုံးမကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေနဲ့နုပညာလောကသားတွေအားလုံးကစိတ်မကောင်းဖြစ်ကြရတာပါ။သူပြင်းတရားဆောင်ထုတ်အောင်မိခင်ကြီးကိုမဆုံးပါခင်မှာအိမ်လေးတစ်လုံးပိုင်အောင်ကြိုးစားမယ်လို့ခရီးပေးပြီးမှဆုံးမသွားတဲ့အတွက်ယူကျုံမရဖြစ်ကြရတာဖြစ်ပါတယ်။ဒါကြောင့်လေတစ်ချိန်လုံးကတရားဆောင်ထုတ်နေတို့တရားဆောင်မှုတွေ MRI မွေရုပ်သံဇလန်တွေအပြင်ထူးနဲ့တူတူတရုပ်ဆောင်ဖို့တဲ့ EC ကိုစားတဲ့နှုတ်ပညာညီကိုမောင်မတွေကလည်း wellness ကားပြီးကြရတာဖြစ်ပါတယ်။ခုတော့နှုတ်ပညာလောကမှာအောင်မြင်ခြင်းနဲ့တရုပ်ဆောင်ထူးတယောက်ကောင်းရဘုံဘွားကိုရောက်စေဖို့ဆူတောင်းရမှာပဲဖြစ်ပါတယ်။